်နေကိုကြီးပတ်စံပေးဖို့မေးနေမှာပေးဖို့လေပတ်စံပေးဖို့ဘင်းငါ့ကိုချင်းနေမကောင်းမှတမ်းနေကိုယ်လည်းပွင့်နေတယ်တော့မနော်ကိုယ်လည်းပွင့်နေတယ်ဟာသွေးမီကလာပါမွေး channel လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးကုတစ်ဆက်ပေးခြင်းနဲ့ view လေးတော့ဒီ video လေးပေါ့နော် view တော့မှဆိုလို့ရှင်တော့ဒီနိုင်ငံကျော်အစိုးတော်ကြီးမနော်ဟာငလီကြောင့်စီးပွားတွေပြတ်သွားပြီးတော့လမ်းပေးမှာ900ဆိုင်ဖွင့်လို့900ရောင်းစားနေရပြီပေါ့နော် line မှာမှာအယောက်မှာနာမည်ကြီးနေတဲ့ဒီ video လေးတစ်ပုဒ်ကိုဖွင့်ပြမှာပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးလည်းပဟုသူရတင်ငန်းဆိုင်ရအောင်ပြည်လေမြောင်းလိုက်တာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးကိုဆက်လက်ကြရအောင်နော်

ဘယ်နဲ့ရေသိန်းတော့အဲ့လိုရှိသေးရလားဒီရေအောင်မင်းရဲ့နှစ်ခုပေါင်းပေါ်တဲ့ရေသိန်းညောင်းမင်းရောမဟုတ်ဘူးအညာပြမညာခုနမညာရရလက်သေးနဲ့ခိုင်ပူတယ်အာစားခေါ်ပြီးခွင့်ရတော့စားကြအောင်မလားကျွန်တော်မိဒီလာမှာဖွင့်ထားတယ်နော်မိဒီလာမှာနော်မိဒီလာကကရှင်ရနာခွင့်ထဲမှာဖွင့်ထားတယ်နော်ဘာကြီးတောင်းကြတယ်လက်သေးနော်တော့ဗားရဲအောင်ပါအုံးသိန်းအုံးသိန်းတဲ့အောင်ပါလားအုံးသိန်းနည်းနည်းပဲစားအကုန်သွားပါစေ ောင်းနေတဲ့ဘယ်ထဲမှာဘုံမတဲအောင်အုံမောင်းမရှိတဲ့ကိုလူအုံမောင်းမရှိတယ်နော်အုံမောင်းရမယ်ငါပြောကြရမယ်အဲ့လိုလည်းမင်းတော်တော်စားနိုင်တယ်ဗျာတရားဝင်တောင်းစားတော်ပေါ့တောင်းလို့တောင်းပေါ့နောက်ဘူးလို့ဒါရတောင်းကြီးရော့အကုန်လုံးပေးထားတယ်ဘုရားနာမပေးနေမှာပြေးသားတဲ့ကြီးရယ် အော်ချင်းနေရတာဗျာဒီလိုပဲပေါ့နော်ဒါရွတ်သားကျိုးသားနေဖို့ပဲလိုပါတယ်နော်ဒါကျွန်တော်မိဒီယာမှာဖွင့်ထားတယ်နော်လာရောက်ပြီးအားပေးနိုင်ပါတယ်နော်ဝယ်ပြီးတော့စားရမယ်နော်အလကားစားဖို့မစင်းစားနဲ့မိဒီလာဟာအမြန်လန်းရည်ရနာကွင်းထဲမှာဖွင့်ထားတယ်နော်အဲ့ဒီမာကြီးဒီဝင်သွားတော့ဆိုတာစိတ်လေအော်ဟုတ်ပြီမင်္ဂလာပါဗျာကျွန်တော်ဒီနေ့အဲညီလေးညီမလေးအဲလူငယ်လေးတွေ လူငယ်လေးတွေအောင်မြင်မှုရဖို့အတွက်ကျွန်တော်ဒါကျွန်တော်ရဲ့ကျွန်တော်တွေ့ကြုံခဲ့တာလေးကိုကျွန်တော်မျှဝေမလို့เนาะအဲဘာလဲဆိုတော့ကျွန်တော်တို့စက်မှုထဲမှာ ကျွန်တော်တို့ချီမြင်ဆက်ယုံရှိတယ်ပေါ့ချီမြင်ဆက်ယုံမှာဟာဝန်ထမ်းခေါ်တဲ့ခါမှာပေါ့เนาะအဲ့မှာကျွန်တော်ကိုကြီးကအဲ့ချီမြင်ဆက်ယုံကမန်နေဂျာနဲ့ရင်းပြီးတော့အဲ့ဒီကိုရောက်နေတဲ့အချိန်မှာအင်တာဗျူးတဲ့အချိန်မှာကျွန်တော်ကိုကြီးက အတွေ့အကြုံလေးကိုသူကတိလာတော့ကျွန်တော်ကိုပြန်ပြီးတော့မျှဝေတာပေါ့ကျွန်တော်ကိုညနေရနေပြန်ပြီးမျှဝေတာပေါ့နော်ဘာကိုမျှဝေတယ်လဲဆိုတော့အင်တာဗျူးတဲ့ခါမှာတဲ့သူကအဲရိုးရိုးယူတဲ့နဲ့အရာတွေချက်လက်တွေတော့သူကဘွဲအဲဗာမေဂျန်နဲ့ဘွဲရတယ်လဲအစုံမဲ့အဲ့ဒါတွေမေးပြီးပြီတာမန်ရိုးချမေးပြီးတော့သူကနောက်ဆုံး final သူတို့ကုမ္ပဏီကအရေးကြီးဆုံးသူတို့လိုချင်တဲ့ message တစ်ခုကိုအများမ်းမေးတယ်တဲ့အဲ့ဒါဘာမေးတယ်လဲဆိုတော့တဲ့သူကဘောပင်လေးကိုသူကထောင်ပြတယ်တဲ့ ဒါဘာយ៉ាងလဲလို့မေးတယ်တဲ့အဲ့တော့ဘုန်းကြီးပညာတတ်တယောက်ဟာဘောမင်းအနီရောင်လေးထောင်ပြတာကိုဒါဘာយ៉ាងလဲမေးတော့အဲစဉ်းစားကြည့်နိုင်လीเนาะသူ့ရင်ထဲမှာဘယ်လိုခံစားရမလဲသူ့ဘယ်လိုသဘောထားမျိုးဖြစ်သွားမလဲအဲ့မှာပထမကအဲ့လိုဖြစ်တဲ့အခါမှာအနီရောင်ပါလို့သူပြောလိုက်တယ်ဟုတ်ပြီဒါအနီရောင်မှမှတ်သွားပြီသူကအဲ့နောက်တစ်ခါသူကဒီဘောမင်းလေးကဘာយ៉ាងလဲလို့သူကပြန်မေးတယ်နောက်တစ်ခုကထပ်မေးတဲ့အခါကျတော့သူက ဟာရင်ထဲမှာမကျင့်ရဘူးဟိုသူတို့စီလုံလာရှောက်တဲ့ခါမှာသဘောပင်ကာလာကိုမေးရတော့အောင်ကနက်လက်ဘိန်းလုံးမဟုတ်ဘူးเนาะအဲ့ခါကျတော့သူကဘယ်လိုပြောလဲဆိုတော့သူကစကားနည်းနည်းပြတ်သွားရင်အပြန်အောင်ဆိုပြီးတော့သူကခပ်ပြက်ပြက်ပဲပြောလိုက်တယ်စိတ်ထဲမှာနှစ်မျိုးတဲ့တန်တော့မဟုတ်ဘူးအဲ့တော့ဒီကုမ္ပဏီကဟိုမကျင့်နေသေးဘူးနောက်ထပ်ထပ်မေးသေးတယ်ဥပမာဘောပင်နောက်တစ်ချောင်းထပ်ပြတယ်ဒါဘာយ៉ាងလဲတဲ့ဒါဘာយ៉ាងလဲဆိုတော့အဲ့အင်တာဗျူးဖြေတဲ့သူတချို့ကကြတော့ သူကမလျှောက်တော့ဘူးဆိုပြီးပြန်လှည့်သွားတယ်။တချို့ကကြတော့ဒီဘောပြင်အရာကိုကျွန်တော်သိပါတယ်တဲ့။ဒီဘောပြင်အရာမေးတော့ဘာထူးခြားမှာမလို့လဲကျွန်တော်ဒါပြောနိုင်တော့ဆိုပြီးတော့တချို့ကပြန်ပြောတယ်။တချို့ကကြတော့ဒေါသနဲ့ဒေါသလေးတန်နဲ့အနဲ့ရောင်ပြန်ပြောတယ်။တချို့ကြတော့အဲ့လိုမဟုတ်ဘူး။ဟွာရင်ထဲကမနှိမ့်မြို့တဲ့မျက်နှာမူရာနဲ့သူကအတန်ကတော့အနဲ့ရောင်တို့တော်ညာလဲရင်ထဲကမျက်နှာမှာ ဟိုရှင်ထဲမှာခန်းစားလိုက်ရတဲ့အခါမျက်နှာမှာရှုကပြတ်သွားတယ်။ကြည်တာတဲ့မျက်နှာတော့မဟုတ်တော့ဘူး။အဲ့လိုပြန်ပြောတယ်။အဲ့မှာအဲ့လိုတွေမေးပြီးတော့သူကအလုံးအမှတ်ပေးပြီးတော့ခါကြတော့မှသူကနောက်ရကြအကြောင်းကြားပါမယ်ဆိုပြီးပြန်လွတ်လိုက်တယ်အင်တာဗျူးလာတဲ့သူတွေပေါ့နော်လှုပ်လာရှောက်တဲ့သူတွေအဲ့မှာကျွန်တော်ကဗာလဲဆိုတော့သူကလည်းဘွေးရပညာတတ်တယောက်ပဲသူကပြောရမယ်ဆိုရင်အရင်စူးစမ်းလေးလာတယ်စာပေလဲတော်တော်ဖတ်တယ်ဝိညာဉ်နဲ့အဲ့ကျွန်တော်သူကအဲ့မန်နေဂျာကိုမေးတယ်နေပါဦးခင်ဗျားတို့ကုမ္ပဏီကအင်တာဗျူးတဲ့ခါမှာ တခြားလူတွေလို view တာမဟုတ်ဘဲနဲ့ဘာဖြစ်လို့ဒီဘောပင်ရောင်လေးကိုဘာဖြစ်လို့အဲ့လိုမျိုးအနီရောင်ပြနီရောင်မှလူတိုင်းသိတယ်ခလိတောင်သိတယ်ဘာဖြစ်လို့အဲ့လိုမေးတာလဲဆိုတော့ကိုမျက်နှာအိုင်းနဲ့ကျွန်တော်တို့ကုမ္ပဏီဟာတဲ့အရေးချင်းရှိတဲ့လူကိုခေါ်ယူနေမဟုတ်ဘူးတဲ့ကျွန်တော်တို့ဟာတဲ့လုပ်ငန်းလုပ်တဲ့ခါမှာတဲ့ကျွန်တော်တို့ကုမ္ပဏီဟာတဲ့ဟိုအရေးချင်းမရှိတာကိုလည်းရှိအောင်လုပ်ပြီးလို့ရနိုင်တယ်တဲ့သို့တော်ညာလည်းတဲ့ကျွန်တော်တို့ဟာတဲ့ပညာတက်ပြီးတော့ပညာရှိပြီးတော့ တိခံနိုင်တဲ့သူကိုရကျင်တာတဲ့တိခံတတ်တဲ့စိတ်ကိုရကျင်တာတဲ့အနီအောင်မှလည်းသိပါတယ်တဲ့အနီအောင်ကိုတဲ့အနီအောင်မှမေးရမလားဆိုပြီးဒေါသဖြစ်မသွားဘဲနဲ့အနီအောင်မှလို့ယူယူတန်တန်လေးသူ့စိတ်ကိုသူထိန်းနိုင်ပြီးတော့ဒေါသထွက်เสียကြုံလာတယ်ဒါဒေါသထွက်เสียတေချာဖန်တီးပေးတာတဲ့ဒေါသထွက်เสียကြုံလာပေမဲ့အဲဒေါသထွက်เสียကိုဒေါသမထွက်ဘဲထိန်းထားနိုင်တဲ့သူ့ရဲ့အသိပညာသူတိခဏနိုင်အောင်ကျွန်တော်တို့ကလိုချင်တာတဲ့အဲ့ဒါကြောင့်ကျွန်တော်တို့ကတိခဏနိုင်တဲ့သူကို မိန်းထားပြီးရွေးတာမဟုတ်လို့အသိပညာလည်းရှိတယ်ပညာရေးချင်းလည်းရှိတယ်ဆိုရင်ကျွန်တော်တို့အဲ့လိုလိုအလုပ်ခန့်တာပါဆိုတော့ဟာဒါကျွန်တော်ကျွန်တော်စဉ်းစားရသွားတယ်ဟာဟုတ်တာပဲတစ်ဖက်ကကျင်တော့ဒါအင်မတန်မှရေးကြည့်တာပဲတချို့ကပညာတက်တဲ့ပုံမှာပညာမှန်ရှိနိုင်တယ်တချို့ကဟိုမိမိရဲ့ရုပ်ရည်ရှိတဲ့ပုံမှာရုပ်ရည်မှန်ရှိနိုင်တယ်တချို့ကငယ်ရွယ်တဲ့ခွန်အားဗလာကောင်းတဲ့ခါမှာခွန်အားဗလာမှန်ရှိနိုင်တယ်တချို့ကမိမိမှာစီးတဲ့ဥစ္စာရှိတဲ့ပုံမှာစီးတဲ့ဥစ္စာ မန်ရှိနိုင်တယ်တချို့ကရွှေမျိုးညာရကာအချံရံတွေတောင်းတဲ့ပုံမှာလေချံရံရဲ့မန်ရှိနိုင်တယ်မန်လေးကအများကြီးပဲတက်ဆရာလေးပြောရမယ်ဆိုတဲ့ပုံကြီးပဲအဲ့မန်လေးအကုန်လုံးကိုချိုးထားပြီးတော့မိမိဟာအလုံလာရှောက်တဲ့ပုံမှာပဲစိတ်ကလေးကသဘောထားဖြူသွားနေပြီးတော့အင်တာဗျူးတဲ့ခါမှာအလုပ်ကိုအလုပ်လို့လုပ်တတ်ဖို့သူက သိခံတတ်တဲ့စိတ်ကလေးကိုဦးစားပေးပြီးရွေးတာဆိုတော့ဒါလည်းပဲကျွန်တော်တို့တွေလူငယ်လေးတွေမိမိအလုပ်လုပ်တဲ့အခါမှာမိမိရဲ့ customer မိမိရဲ့အဝယ်မိမိရဲ့ဧည့်သည်ကမိမိပေါ်မှာမချေမငံဆက်ဆံတာတွေလည်းအများကြီးရှိနေတယ်မိမိအကျိုးစီးပွားအတွက်လှုပ်လှုပ်တဲ့အခါမှာသိခံစိတ်ရေးကြည့်တယ်ဆိုတဲ့ဟာလေးကိုကျွန်တော် message ပေးချင်ပါတယ်ဟိုမှန်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 သိခံဖို့ဆိုပေမဲ့ဟို character မိမိရဲ့ character ဆော်ကားတာမျိုးသိခံဖို့ပြောချင်မဟုတ်ဘူးနော်အလုပ်လုပ်တဲ့အခါမှာသိခံစိတ်ကတော့အရေးကြီးတယ်နိဗ္ဗာန်ရောက်ချောင်းတရားအောင်မှာ ဟိုကျွန်တော်တို့ဩဝါဒပါဠိမောက်ထဲမှာကျွန်တော်တို့ဤခံခြင်းဟာအရေးကြီးတဲ့ကြောင့်မြတ်စွာဘုရားကိုယ်တိုင်ဟောထားပါတယ်အဲ့ဒါကြောင့်မလို့ဤခံမှာနိဗ္ဗာန်ကိုရောက်နိုင်တာမို့လို့ကျွန်တော်တို့လူငယ်လေးတွေလည်းပဲဟိုမိမိဘဝကြီးပွားတိုးတက်ဖို့အတွက်ကျွန်တော်တို့ဤခံခြင်းကိုမွေးမြူတတ်တဲ့စိတ်ကလေးနေချင်ထားပါမှန်ဒီဖြစ်စီမှန်ဒီဖြစ်စီတိကံတတ်တဲ့စိတ်ကလေးကမိမိအကျိုးစီးပွားကိုမပျက်စီးဘူးပြီးတော့တပတ်လူရဲ့ရင်ကိုအေးစေတယ် ပြီးတော့အမှန်တရားကိုသိလာတဲ့ခါမှာ तू ကကိုယ်ကိုပို့ပြီးတော့ respect ဖြစ်သွားတယ်အရင်တမိုးကြီးတဲ့သူပါပဲလားလို့သိသွားတယ်အဲ့ဒါကြောင့်တိကံချင်းဒီမင်္ဂလာမြည်ပါတယ်အဲ့ဒါကြောင့်မြေလေးညီမလေးတို့အားလုံးတိကံချင်းကိုကျင့်သုံးပြီးတော့နေ့စဉ်ဘဝဖြတ်သန်းမှုတွေမှာအောင်မြင်မှုရရှိအောင်တိကံချင်းဒီအရေးကြီးတယ်ဆိုတာကိုကျွန်တော်တို့နှလုံးသွင်းထားရအောင်လို့ကျွန်တော် message ပေးချင်ပါတယ်အားလုံးစိတ်ချမ်းသာနေကြွေးကြပါခြင်းနဲ့ပြည့်စုံပါစေ။ ုတ်ကဲ့ပါမျိုးတို့ရေမိုးရဲ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှင်တော့ဒီအဆိုတော်ကြီးမနော့ကသူကိုယ်တိုင်နဲ့ယူသားစူးစမ်းသွားစီးပွားရေးကိုရှာဖွေနေရပေါ့နော်ဒီလူငယ်တွေအတွက်လည်းယူသားစူးစမ်းဖို့ပျော့ပြတ်လာပဲဖြစ်ပါတယ်ကြည့်တဲ့အမျိုးတွေလည်းဘဟုတုတ္တသင်ငန်းဆိုင်ရအောင်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ် ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံလေးနဲ့ထင်မြင်ဆက်ချက်ကလေးတွေလည်းဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပြလို့ရပါရှင့်။ဘဝဗီဒီယိုလေးကိုစောင့်ကြည့်လက်ပါကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လေးတဲ့နေ့ဟာတာဗီဒီယိုလေးဘူးတူတိုင်ရက်စာဗီဒီယိုလေးတို့လေ့ကျင့်နိုင်တက်ဆက်ပြီးသွားမှာမို့ channel လေးကို like subscribe နဲ့တပ်ဖို့တက်စပါရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ။